ဒီနေ့ခေတ်မှာဝင်းနေအလေးပြုတဲ့ဆရာတော်တန်ဃာတော်တွေကတဖြည်းဖြည်းဖြည်းနဲ့နဲလာတာတဖြည်းဖြည်းနဲ့ရှားလာတာဒီတော့ဝင်းနေအကြောင်းကိုဟောပြောတဲ့သူတွေရေးသားတဲ့သူတွေလည်းအားနေလာတော့ ဒီတော့ကိုယ်ွယ်စည်းခဲ့တဲ့တက္ကရာမတွေကလည်းပဲဝင်းဒီအကြောင်းကိုနားမလဲတော့ဘူးမသိတော့ဘူးအဲ့ဒီလိုနဲ့ဒီလိုတော့မြန်မာနိုင်ငံမှာသာသနာတော်ကဝင်းဒီအကျင့်ပฏิပတ်မှာတိတိတသာကြီးဆုပ်ယုပ်လာတယ်ဝင်းဒီ ြင့်ကျင်တဲ့သူကလည်းပဲဘလို့ကြည့်ရမယ်မသိပတိယူဇရာဆန္ဒမုဏယူဇရာပုဂ္ဂိုလ်တွေကရှားတဲ့အခါကျတော့လမ်းညွန်မဲ့လူတွေရှားလာတဲ့အခါကျတော့တချို့တချို့ဝိနည်းတွေနဲ့ပတ်သက်လာရင်ကိုနားလဲတယ်လို့ကျင့်တဲ့အခါမှာ မမာယွင်းယွင်းဖြစ်နေတာမျိုးတွေလည်းရှိတယ်ပေါ့။ဒီတချို့ကြတော့လဲဝီနီးကျင့်ရှင်တယ်ပဝန်းကျင်ကမိမိအပေါ်မှာကဲရဲမှုရှုံချမှု ဖြစ်လေမလားဆိုတာကိုစိုးရင်ပြီးတော့ဝီနီးကျင့်ရမှာကိုလည်းကြောက်နေတဲ့ကိုရင်ဦးစင်းတွေလည်းရှိလာကြတယ်အဲ့ဒါဟာ တပည့်တော်တို့မြန်မာနိုင်ငံသာသနာတော်ရဲ့အနှုတ်လက္ခဏာများဖြစ်တဲ့ပုံ။ကြောင့်တပည့်များအနေနဲ့မိမိတို့ဟာဖရာရဲ့သားတော်တွေဖြစ်တဲ့အတွက်ကြောင့်ဘယ်နိုင်ငံရောက်ရောက်ဘယ်ခေတ်ကိုရောက်ရောက်သာသနာမှာပဲနေတာဖြစ်တယ်။ဒီတော့သာသနာစည်းကမ်းသာသနာဥပဒေဖရာအဆုံးအမကို လိုက်လာခြင်းသုံးကြရမှာဖြစ်တယ်ပေါ့